အားလုံးပဲမင်္ဂလာပါ။ရေဝချမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဂျွန်လ23ရက်နေ့ဒီနေ့မှာတော့စုပ်ခွာဝင်းအမိတ်မရှိဘဲနဲ့ထပ်ပြီးတွားကြတဲ့အကျမဖက်စစ်ခွေးတက်ကကောင်းဒီအကြောင်းကိုပြောမှာပါ။ဆိုတော့ဝင်းတုံးနဲ့တရိုက်မယ်လို့ကျွန်တော်တို့အလုံးရင်းနဲ့ဝင်ရောက်ဖြိုခွင်းမယ်လို့ဆိုရဲဒီလိုမျိုးမိုတီစကလုံးတွေကို ပြောပြီးတော့တကယ်တမ်းကျွန်တော်တို့ကောင်ဝဲတော့တစ်ဖက်ဝင်နေတစ်ခက်တိမ့်ပိုက်တဲ့အချိန်မှာစုံမိန်မရှိစုတ်ခွာခွင်းလုံးဝကိုမပြုတ်ထားတဲ့ဂျားကနေပြီးတော့ခွေးပြေးဝပြေးထပြေးသွားတဲ့အဖွဲရှိနေပါလေ။ဒါနဲ့ဆက်ပြီးမှပဲကြောက်ဖြူမှလည်းပဲအမိတ်မနာခံဘဲနဲ့ရှည်တန်းကထပြေးပြီးတော့ကြောက်ဖြူမြို့ထဲမှာလက်နဲ့လက်ကရှောက်ပြေးနေတဲ့ကောင်တွေကိုသူတို့ချင်းချင်းပြန်ပြီးတော့လိုက်ဖမ်းနေရတဲ့ဆိုတဲ့အကြောင်းလေးတွေလည်းကျွန်တော်မြင်ပါလေ။ ကြားပြီပါရဲ့လားဗျဒီနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာကမင်းအွန်လိုင်းခြေစိမ်ပန်းနေတယ်ဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်အကြောင်းကျွန်မရဲ့ video ကိုစုံထိဝင်ကြည့်ရှုဖို့ကျွန်တော်ဒီဘက်အူးချင်းစီတိုင်းကိုဒလီဒီစာဖိတ်ခေါ်လိုက်ပါတယ်မင်းအွန်လိုင်းခြေစိမ်ပန်းနေတာကတော့တေချာပါပြီဆိုတော့ဟောရင်ကျွန်တော်တို့ဒါအရှိသတင်းအပတ်တွေမှာမင်းအွန်လိုင်းကျွန်တော်တို့ဒါနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့အဲတမောင်းဖို့တိစောက်ဖို့ပြီးတော့နျူကလ িয়ার တမောင်းဖို့တိစောက်ပြီးတော့ကျွန်တော်တို့ဒါ swine in တွေကိုထုတ်လို့ဖို့ aliasing မိတွေရောက်ဖို့ဘာညာဆိုပြီးတော့ရုရှားနဲ့သွားပြီးတော့ဒါ sunny timing ခဲ့တာတွေပြီးတော့ဒါ nuclear တမောင်းဖို့တိစောက်ဖို့အတွက်ကျွန်တော်တို့မီနီယာတွေတမတ်တဲ့အချိန်နေတစ်ခုထိလဲအဲသူကိုယ်တိုင်ထုတ်ဖို့ပြောဆိုခဲ့တာတွေလည်းရှိပါတယ်အခု nuclear နဲ့ပတ်သက်တဲ့ဟိုအောင်မယ်ဒီအောင်မယ်ဆိုရယ်ပြောနေတဲ့ကောင်းတွေစီကဘာအတန်းမှမထွက်တာ အာအဖို့မကောင်းနေဘူးလားသူတို့ပြောချင်ဒါပေမဲ့သူတို့ရပ်ကွက်ကကောင်းနေနျူကလ িয়ার ထုတ်မယ်လို့နျူကလ িয়ার နဲ့အလျက်စစ်ဆိုင်းအင်တိဆောက်မယ်လို့ဘာလို့ညာလို့ဆိုတာကိုသူတို့ရရှားကအပြန်ခရင်းမှာတတိတသန်းကြီးဒါသတင်းကောင်းဝင်ကြီးတွေနဲ့အဖောင်ဖွဲ့ပြီးတော့ပြောဆိုခဲ့တဲ့အရာတွေအကုန်လုံးအခုဆိုရင်တိတ်သွားတာဘာဖြစ်လို့လဲသူတို့ဘာကိုကြောက်နေတာ ။ဒါကလုံးကိုပတ်ပြီးတော့ onwards language ဘာမစ် language အခုတည်းနဲ့တကောလုံးမှာရှိတဲ့နိုင်ငံတကာခေါင်းဆောင်တွေကိုပြောနိုင်တဲ့အရေးအချင်းကတော့တာမန်မဟုတ်ဘူး။ဒါကိုကျွန်တော်လက်ခံပေးရမယ်။ရုရှားနဲ့တွေ့ရင်ဗမာလိုပဲတီးတာ။အမေရိကန်နဲ့တွေ့ရင်ဗမာလိုပဲတီးတာ။ဘလာရုစ်နဲ့တွေ့ရင်ဗမာလိုပဲတီးတာ။တရုတ်နဲ့တွေ့ရင်ဗမာလိုပဲတီးတာ။ ဆိုတော့မမလူကြီးတီးတဲ့မင်းအောင်ဆိုင်ကကျွန်တော်ဒီအပိုင်းကြီးအတွင်းမှာအချို့သောနေရာဒေသတွေမှာဒါစိုက်ဘုတ်တောင်မှာအင်္ဂလိပ်လူရေးထားတဲ့စိုက်ဘုတ်တွေကိုဗမာလူပြောင်းလဲပြီးတော့တတ်မှတ်လိုက်တဲ့အတွက် L E E ဆိုတဲ့စိုက်ဘုတ်တွေဟာဗမာလူရေးလိုက်တဲ့အချိန်မှာဘလို့ဖြစ်သွားလဲဟုတ်ပြီ လူလုံး LEE အမှတ်စိတ်တွေကိုစံချိန်တင်စွာတောင်းလဲလိုက်ပြီးနောက်ပိုင်းဘာလို့ပတ်ပြီးတော့ပမာလိုကြီးတွင်တွင်ကျဲကျဲဒါပြောဆိုခဲ့တဲ့ကောင်ကကျွန်တော်အနာခက်ရဲ့ကောင်းမွန်တဲ့ဒါနှုတ်ရချက်တွေကိုတဲဆောင်လာပါတယ်ဆိုပြီးတော့ရုရှားကပြန်လာတဲ့အချိန်မှာနျူကလ িয়ার တပေါင်းပို့ကြီးတိဆောက်မယ်နျူကလ িয়ার နဲ့ပတ်သက်တဲ့ဆွမ်းအင်တွေကိုတိဆောက်မယ် အတနိုင်ငံလုံးမီလင်းအောင်ဖန်တီးမယ်ဆိုတဲ့ကောင်က new ဆိုတဲ့အတန်သူပစက်ကလုံးဝမထွက်ဘဲနဲ့တိတ်နေတာသူချိပန်းနေလို့ပေါ့ဟုတ်ပါလေဒါနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းနဲ့အတင်းမှာကျွန်တော်တို့အာအမေရိကန်တီးထုတ်လိုက်တဲ့ဒါဖြစ်စဉ်တွေကျွန်တော်မြင်ပါတယ်အားလုံးလည်းကြားသိရမှာဖြစ်ပါတယ် EM ကို US ကနေပြီးတော့ nuclear လက်နက် ဒါမပိုင်စီဂျင်တာကိုတိတာစွာ ဖော်ပြလိုက်တယ်ဒါဘုံကျတခိုင်မှုဆိုတော့ဒီအချိန်တွေမှာအာနာရှင်တွေဟာဘလို့အချိန်မျိုးတွေနေပဲရင်ဆိုင်ရလဲဆိုတာကိုလည်းကျွန်တော်တို့ကျွန်တော်တို့ဆိုတာတည်းသူတို့တွေပို့ပြီးတော့မြင်းတွေတွားကြပါတယ်ဒါကြောင့်လည်းပဲကျွန်တော်ကမင်းအောင်လိုက်ခြေစိမ်းပန်းနေပြီလို့ပဲတုံ့လုံးခဲ့တာဖြစ်ပါတယ် မြို့လူကိုကြောင်းပြပြီးတော့အီရန်ကိုဘုံကျဲလိုက်တဲ့ဖြစ်စဉ်ပြီးတော့ဘုံကျဲမှုကလည်းပဲတကမာလုံးအာသစ်နိုင်တဲ့အခြေအနေတစ်ခုစနစ်ကြတေချာစွာလုတ်ပြသွားတဲ့အမေရိကန်ရဲ့အစွမ်းဆောင်ခြေဒါကြောင့်လည်းပဲကမ္ဘာပတ်ပြီးတော့ကမ္ဘာပတ်တယ်တော့မဟုတ်ပါဘူးရုရှားသွားတယ်ဘလာရုသွားတယ်တရုတ်သွားတယ်စသည်အဖြစ်ပေါ့နော်အာနာရှင်နိုင်ငံတွေကိုသွားပြီးတော့ အနျူကလီးယားလုပ်မယ်အာပြီးတော့ကျွန်တော်တို့ဒါနိုင်ငံအတွင်းမှာယူနီမြုံနံဖို့အာဖိတ်ခေါ်ခဲ့တဲ့အကြောင်းအရာတွေအများကြီးကျွန်တော်တို့ပေးအမှဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတွေအကုန်လုံးကအခုချိန်မှာရတန်းကရက်ပြီးတော့သူ့ရဲ့အပေါက်ကအဇက်ကပိတ်ပြီးတော့ဖင်ကခြေစိမ်ပန်းနေတာဖြစ်ပါတယ်ခြေစိမ်ပန်းလဲပန်းနေကြဗျကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကရန်ကုန်ပြည်လမ်းမှာရှိတဲ့မင်းလားကျွန်တော်တို့စစ်ဆေးဂိတ်တွေမှာကျွန်တော်တို့ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ကျွန်တော်တို့ပြည်ကဝေးတပ်ဖွဲ့ဝင်တွေတိကျုပ်လိုက်တော့နာရေးဖိတ်စာတွေဒဇောင်မီတဇောင်ထွက်သွားတဲ့အခြေအနေတွေနဲ့လက်ရှိဒါဂျမ်ဖက်စစ်ခွတ်တဲ့ဒေါက်တိုင်တွေကိုကျွန်တော်တို့အာကဝေးတပ်ဖွဲ့ဝင်တွေရှင်းနေတဲ့အတွက်နေတိုင်းနေတိုင်းမွေးငါချက်နေရတဲ့အကြောင်းအရာတွေကလည်းကျွန်တော်ပြီးပါတယ်ကြာတိခဲ့ပြီးဖြစ်မှာပါဟုတ်ပြီဒီကိမှတင်ပြမယ့်အကြောင်းအရာတွေကကျွန်တော်ထူးဆန်းတဲ့အကြောင်းအရာတွေအများကြီးပါပါတယ်ဥပမာဝင်းဒုံနဲ့တိုက်ရိုက်မယ်လို့ပြီးတော့အာကျွန်တော်တို့ ဘယ်လိုပြောမလဲကဟိုအင်အားလုံးရင်းနဲ့ကြီးရေလေဒုံးတပွဲတွေပါဝင်းရံပြီးတော့ခြေမုံးမယ်လို့ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်လောဘကိုမစုတ်တမ်းခံစစ်ဘတော်မှာဒီထပီးခွင့်မစုတ်ဖို့အတွက်တေးချတဲ့အမိတ်တွေကိုပေးထားတဲ့အကြောင်းအရာတွေပြီးတော့အဲ့လိုမျိုးမစုတ်ဖို့အတွက်တေးချစွာမှားထားပေးပြီးတော့အမိတ်တွေပေးထားပေမဲ့လည်းပဲတိမ်မာကြောက်လို့ ူအောက်ကလက်စတူကောင်လေးပြေးသွားတဲ့အကြောင်းကတော့ cheap gambler စကမ်းပါဆိုတော့ဒီကိစ္စကိုကျွန်တော်တို့ KNU နဲ့ပြည်သူ့ကော်မတီပူးပေါင်းတပ်ဖွဲ့ဝင်တွေဝင်းအကဲအမုတ်ကျိတ်တဲ့အချိန်မှာတော့စုံမှုလုံးဝကိုမပေးထားလိုက်မစုတ်တန်းခံစစ်ထဲမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတွေမှန်သမျှဟာဟန်နေငယ်ဘက်ကိုဖပြေးသွားကြပါတယ်ဟုတ်ပြီဒါကြောင့်လည်းပဲကျွန်တော်ဒီအပိုင်းတွေထဲမှာကင်းရင်ဒါ ပွန်တစ်ဖွဲ့ဝင်တွေအထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြံဖက်စစ်ခွေးတက်မှန်သမျှအကုန်လုံးကိုတက်ခိုက်သိမ့်ပိုက်မယ်လို့ရီပြန်ဆုံးဖြတ်ထားပြီးကျွန်တော်တို့ကင်းတွေလူထလာတဲ့တော်လှန်ရေးရဲ့အလွန်ကိုကောင်းမွန်တဲ့ပြည့်ပြည့်စုံတဲ့အခြေအနေတရက်ကိုလည်းကျွန်တော်မြင်ပါတွေ့နေစေဆက်တွေ့နေရမှာဖြစ်ပါတယ်ဒီတိကပဲစကမ်းကလည်းပဲအရေးပါတယ်အကြံဖက်စစ်ခွေးတက်စကမ်းဖြစ်ပါတယ်နှစ်ပေါင်းအလွန်ကြော်စား အလုံးနှစ်ပေါင်းများစွာပေါ့နော်ဒါအထိုင်ချတဆွဲထားတဲ့နေရာဖြစ်တဲ့လက်ရှိချိန်မှာတော့ကရင်တွေကပြန်လည်တက်ခိုက်သိမ့်ပတ်ပြီးပြီးတော့ကျွန်တော်ထူးခြားတဲ့အကြောင်းအရာတွေအတွင်းထဲမှာလက်ရှိအချိန်မှာကျွန်တော်ကရင်တပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပြီးတော့အခြားသောတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့အစည်းလှုပ်ရှားမှုတွေရှိနေတဲ့ဆိုတဲ့အကြောင်းမှာ Jefferson ခွေးတက်ကကောင်တွေတော်တော်လေးကိုလမ်းပြနေပါတယ်ဆိုတော့ကျွန်တော်တို့ ဆိုင်နဲ့တစ်ဖက်ဝင်တွေပူးပေါင်းသွားမှကသူတို့အတွက်ကြောက်တရားဖြစ်ပါတယ်။ဒါကြောင့်လည်းပဲဂမန်ဂရန်နဲ့ဒါဒေါ်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အာကျွန်တော်တို့ဒါရုပ်သံမှတ်တမ်းဖိုင်တွေပြီးတော့အမှုစစ်တဲ့အာစာရစာတမ်းတွေကိုထုတ်ဖော်ပြီးတော့ NLD နဲ့ NLD အချင်းချင်းရင်တိုက်ပေးနေတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ဒီအပိုင်းတွေမှာတွေ့ရပါတယ်ဗျ။ဟုတ်ပြီ။ဆိုတော့ကျွန်တော်အဲ့ဒီမှာလည်းနည်းနည်းလေးတင်ပြပေးခြင်းပါတယ်။ ဲ့တော့ကျွန်တော်တို့ပြည်တွင်းမှာပြန်နေဖို့အတွက်စိန်ခေါ်လိုက်တဲ့ဒေါ်စန္နာမင်းဖြစ်ပါတယ်။ဆိုတော့ဘယ်လိုလဲစိန်ခေါ်လိုက်ဆိုတော့ NUG နဲ့ပတ်သက်တဲ့သူတွေ NUG နဲ့ပတ်သက်တဲ့သူတွေကိုသူကဘယ်ကြီးစိန်ခေါ်လိုက်ပါတယ်။ဒေါ်စန္နာမင်းဆိုတာကလည်းပဲလက်ရှိကျွန်တော်တို့အာနာသိမ့်ပြီးနောက်ပိုင်းတွေမှာ NUG ကနေပြီးတော့ထုတ်ပယ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာအကြပ်ဖက်စစ်ခွေးဘက်ကနေပြီးတော့ပနာတဲ့နေတာကိုတွေ့ရတယ်။ဆိုတော့ အဲ့ဒီကောင်ကသူဘယ်မှာပြောလိုက်တာလဲဆိုတော့ကျော်မျိုးမင်းနဲ့အင်တာဗျူးမှာဆိုတော့လော်ဘီကောင်နဲ့အင်တာဗျူးမှာသူကကျွန်တော် NLD နဲ့ပတ်သက်တဲ့သူတွေကိုပေါ့နော်အခုလိုမျိုးပြည်တွင်းမှာဝင်ရောက်နေထိုင်ဖို့ကိုသူကစိန်ခေါ်လိုက်တာဖြစ်တယ်ဆိုတော့လက်ရှိ NLD နဲ့ပတ်သက်တဲ့သူတွေတော်တော်များများလဲပြည်တွင်းမှာရှိပါတယ်ဆိုတော့အချို့သောနေရာတွေဒါရွှေပြောင်းနေထိုင်ကြတယ်ဆိုတော့ကလည်းအကျန်ဖက်စစ်ခွေးတက်က ပြီးတဲ့အတိုင်းပဲကျွန်တော်ရပြီးပါတယ်ဆိုတော့ဒီချစ်ပြီမှာသူကဘာကြောင်ဒီလိုရက်မျိုးမှာဒီလိုဘယ်လိုပြောမလဲဗျာကျွန်တော်တို့ဒါအနေနဲ့ပတ်သက်တဲ့ဒါတိုက်ခိုက်ခြင်းတဲ့အခြေအနေတွေပြီးတော့ကျွန်တော်တို့လည်းဒေါဆန်းစုကျင်တဲ့ပတ်သက်တဲ့အခြေအနေတွေကိုဒါတင်ပြနေကြတာလဲဆိုတာကတကယ်ကိုအထူးခြားမှုနဲ့ပြည်နေပါတယ်ဟုတ်ပြီဒေါဆန်းစုကြည်ပြမဗီဒီယိုဖိုင်ထွက်လာတဲ့ဒါတရားစီရင်နေတဲ့အချိန်ပေါ့နော် ဆိုတော့အဲ့ဒီ video file ကလည်းကျွန်တော်မိဘတွေကိုကျွန်တော်တီးသန့်တင်ပြပေးပြီးသွားပြီ။ဘာကြောင့်ထွက်လာရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တိတိကျကျဖော်ပြထားတဲ့ video အဟောင်းလည်းရှိပါတယ်။ပြီးတော့အခုရပိုင်းနေမှာကျွန်တော်မိဘတွေလည်းကျွန်တော်ကိုဒါပေးပို့ထားတာရှိတယ်။အဲ့ဒါကတော့ဒါဒီအမှုစစ်တဲ့စာတွေပေါ့နော်။အမှုစစ်တဲ့မှတ်တမ်းတွေထွက်ပေါ်လာတယ်။အဲ့ဒီမှာဒေါ်ဆန်းစွကြည်က NUG CRPH PDF တွေကိုမသိဘူးဆိုတဲ့ထွက်ဆိုချက်တွေပါပါလာတဲ့ဖော်ပြချက်ပါ။ဆိုတော့အဲ့ဒါကိုသူတို့က ညှိုးပြီးတော့ဒီ NLD နဲ့ပတ်သက်တာတွေကို NLD NLD ချစ်ချင်းတိုက်ခိုက်တဲ့အကြောင်းအရာတွေပြီးတော့ကျွန်တော်တို့ download စွကြည်ရဒါ PDF NUG NUCC စသည့်အားဖြင့်ဒီအခြေအနေတွေကိုတို့မသိပါဘူး download စွကြည်လက်မခံပါဘူးဆိုတဲ့ပုံစံမျိုးနဲ့တို့ကပုံသင်ပြီးတော့ဖော်ပြလာတာဖြစ်တယ်ဟုတ်ပြီအကျွန်တော်ကလူငယ်လူပဲအများနဲ့တင်ပြတတ်ပါတယ်ဆိုတော့ NLD NLG တိုက်ခိုက်တာကတို့ကိစ္စပါဆိုတော့လက်ရှိအချိန်မှာလည်းပဲ NLD ာတီကိုလက်ရှိပြည်တွင်းမှာကျွန်တော်ဖက်စစ်ခွစ်တက်နဲ့ခွစ်တက်ရဲ့အောက်လက်ရှိကျွန်တော်တို့ဒါရွေးကောက်ပွဲပြန်လည်ပြီးတော့လှုပ်ဆောင်မဲ့အခြေအနေမှာသူတို့က NLD ဆိုတဲ့ပါတီနဲ့ပြန်ပြီးတော့ဝင်ရောက်ချင်တဲ့ဆန္ဒရှိတဲ့ဒေါ်စနာမင်းကဆိုတော့ဒေါ်စန်စွတ်ကြည်နဲ့လည်းတိကျသွားတွေ့ခဲ့တယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ကြားသိခဲ့ပြီးပြီးဒါတော့ဒေါ်စန်စွတ်ကြည်ကလုံးဝလက်မခံဘူးပြောချင်တာကတော့လက်ရှိအာဏာသိမ်းခံထားရတဲ့ကျွန်တော်တို့နိုင်ငံအတွင်းမှာပြီးတော့ NLD ရဲ့အရေးပါတဲ့ကျွန်တော်တို့ဒါ မတ်တွေပြီးတော့ကျွန်တော်တို့ရဲ့ဝင်ကြီးတွေရဲဆက်ဆက်ပတ်ပြတ်ခံရတဲ့အခြေအနေတွေလက်ရှိအကျဉ်းချခံရတဲ့အခြေအနေတွေကြီးချတယ်ပြီးတော့ NLD ကိုစားပြုတ်ပြီးတော့သူကမင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲမှာဝေယောင်ရှင်ပြန်ဖို့ဒေါ်စန်စွတ်ကြည်နဲ့တွားနှိမ့်ခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒေါ်စန်စွတ်ကြည်ကတော့လက်မခံဘူးဒါလို့လက်မခံတဲ့အချိန်မှာသူဟာ NLD ကိုတိုက်ခိုက်တာတွေပြီးတော့ဒေါ်စန်စွတ်ကြည်ကိုတိုက်ခိုက်တာတွေကိုဒါပေါ်ပေါ်ထွင်းလောက်ဆောင်ခဲ့တာဖြစ်တယ်ဟုတ်ပြီ ောက်ဆုံးမှာကျွန်တော်တို့ဒါလောကစွကြည်ရဲ့အမှုစစ်တဲ့ကျွန်တော်တို့မှတ်တမ်းတွေကျွန်တော်တို့ဒါသက်သေစာတွေပေါ့နော်ထွက်လာတဲ့အချိန်မှာ NLD ကျွန်တော်တို့ဒါလက်ရှိပေါ့နော် NUG CR page PDF တွေကိုဒါလောကစွကြည်ကမသိပါဘူးဆိုတဲ့သိရှိခြင်းမရှိကြောင်းဒါထုတ်ဖို့ပြောဆိုလာတဲ့ကိစ္စကိုကျွန်တော်မျိုးပါတင်ပြချင်တာကဟုတ်ပြီကျွန်တော်တို့ NUG ပြီးတော့ PDF နော် ဒီတက်ဖွဲ့ဝင်တွေပေါ့နော်အဓိကကတော့ကျွန်တော်တို့ကပြည်သူလူထုကမွေးဖွာလာတဲ့ပြည်သူ့ကဝေးတက်ဖွဲ့ဝင်တွေပေါ်ပေါက်လာတာကဒေါ်အောင်ဆန်းစုချီအချင်းချခံလိုက်ရလို့ဆိုရဲအကြောင်းပြချက်တစ်ခုတည်းမဟုတ်ဘူးပြီးတော့ဒေါ်ဆန်းစုချီကျွန်တော်တို့ကအာနာတိန်ဒီနောက်ပိုင်းမှာသူ့ကိုဖမ်းဆီးချုပ်နှောင်ခဲ့တယ်ဆိုတော့သူ့ဖမ်းဆီးချုပ်နှောင်တဲ့ကာလတွေမှာဒါလိုအပ်တဲ့ အခြေအနေရရကြောင့် NUG ဒါပေါ်ပေါက်လာခဲ့တယ်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ PDF တွေပေါ်ပေါက်လာခဲ့တယ်ဆိုတော့ NUG ကိုတီးဖို့လို့ PDF ကိုတီးဖို့ဆိုတာကတကယ်တမ်းတော့အရေးမကြီးပါဘူးဆိုတော့ကျွန်တော်အလုံးကအကြံဖက်စစ်ခွေးတဲ့အာနာယူမီကိုပဲအမြင့်ပြတ်ခြေမုံဖို့အတွက်အခုလို့ဒါလက်နက်ကန်ဖွဲ့စည်းတွေဖြစ်ပေါ်လာတာကျွန်တော်နိုင်ငံတွင်းမှာလည်းတိုင်းသားတက်ဖွဲ့ဝင်တွေကငကိုတွေကရှိပြီးဒါဖြစ်ပါတယ်ဒါကြောင့်ဘောက်ဆန်းစုကြီးတီးခြင်းမတီးခြင်းဆိုတာကကျွန်တော်တို့အတွက်အရေးမကြီးသလို့ ကျွန်တော်တရားစီရင်မှုတစ်ခုမှာဒါတွေကိုသိပါသလားဆိုတော့သူမသိဘူးလို့ဖြေတယ်ဆိုအောင်တော့ဒါဟာကျွန်တော်တို့အတွက်ပြဿနာမရှိဘူးဆိုတာကိုကျွန်တော်မိဘတွေကိုအဓိကသိမြချင်တာဟုတ်ပြီဒီအချိန်တွေကိုသူတို့တွေဘာကြောင့်ဒီအချိန်ခိုက်တွေပေါ့နော်အချိန်ခိုက်တွေမှာလှုပ်ရှားလာတာလဲဆိုတော့သူတို့ကနိုင်ငံရေးမိနာရလဲရှုံးနေနေပြီလက်ရှိရေပြင်အချိန်တွေမှာလည်းပဲစည်ရေးလဲရှုံးနေနေပြီပြီးတော့ ဒီနေ့မှဆိုရင်ကျွန်တော်တို့ဒါ NUG ဝန်ကြီးဒေါက်တာစောဝေဆိုးကစောမိုးနေမီတွေကမလေးရှားနိုင်ငံလောက်တော့မကတော့ဘူးအရန်ကိုကျယ်နေပြီဆိုတော့ဒီလို feeling မျိုးကိုတကယ်မြေပြင်စိုးမိုးနေတဲ့အခြေအနေတွေကိုသူဖြတ်တန်းသွားလာခဲ့တဲ့လက်ရှိတော်လန်သောမြေပြင်မှာအမှန်တကယ်သူခံစားနေရတဲ့အကြောင်းကိုထုတ်ပေါ်ပြောဆိုလာတာတွေရှိပါတယ်ဒါဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့က NUG ကျွန်တော်တို့ဝန်ကြီးတွေလက်ရှိကျွန်တော်တော်လန်သောနေမြေတွေမှာ အတိုင်းသာတပ်ဖွဲ့ဝင်တွေပြီးတော့အခြားသောတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ပူးပေါင်းဆက်စင်ရေးကြီးစင်တွဲနိုင်ဖို့ပြင်ဆင်နေတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာပဲအကြမ်းဖက်စစ်ခွေးတက်ဟာနီမိုစုံနဲ့ကျွန်တော်ပြည်သူတွေဒါဝေဝါအောင်ပုံဖော်နေရလို့ပဲကျွန်တော်ကတော့ဖော်ပြချင်ပါတယ်ဒါဆိုရင်တော့ဒေါက်တာစုကြည်ရဲ့တရားရုံးထွက်ဆိုချက်ဆိုပြီးတော့ဒါ ဂျန်ဖက်စစ်ခွေးတက်နဲ့ပေါင်းပြီးတော့စစ်ကောင်စီလော်ဘီနဲ့ပါပေါင်းပြီးတော့ဒေါ်ဆန်းနာမင်းကကျွန်တော်တို့ဒါပြည်သူတွေကိုတင်ပြနေပါပြီဆိုတော့ဒီအချိန်နေမှာကျွန်တော်တို့လက်ရှိအခြေအနေပြီးတော့ကျွန်တော်တို့ဒါထူးခြားတဲ့အချက်ချက်ကကျွန်တော် CRN movement အာ CRN နဲ့ပတ်သက်ပြီးတော့လည်းဒေါ်ဆန်းစွတ်ကြီးမသိပါဘူးဆိုပြီးတော့လည်းပဲအဲသူ့ရဲ့ဒါပြောဆိုချက်တွေကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဗျဟုတ်ပြီ စီရီယံဆိုတာကဘသူကမှတွေးဆောင်ဖြားရောင်းလို့စီရီယံဝင်ရတာမဟုတ်ဘူးကျွန်တော်ရဲ့ view ကိုစီရီယံဝင်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းကြည့်နေပါပါအကျွန်တော်တို့တော်လန်ကောင်းနေမြေတွေမှာကျွန်တော်တို့လေးစားချစ်ခင်ရတဲ့စီရီယံဒီဆရာဆရာမကြီးအများကြီးရှိတယ်ကျွန်တော်တို့အတိဆုံးမှာဒါကြောင့် CDM ဆိုတာကဘသူမှဒါသွေးဆောင်ဖြားရောင်းလို့ CDM လုပ်တာမဟုတ်ဘူးလက်ရှိကျွန်တော်တို့ပြည်သူရဲ့အာဏာကိုတိတ်လိုက်တဲ့အချိန်မှာဒါအာဏာယူ အောက်မှာတာဝန်မထမ်းဆောင်ဘဲနဲ့ပြည်သူလူထုနဲ့ယက်တီတဲ့အတွက်စီရီယံဝင်လာခြင်းဖြစ်တယ်ပြည်နာကဒေါ်အောင်ဆန်းစုတီကစီရီယံဝင်ခိုင်းလို့စီရီယံဝင်လာတယ်မဟုတ်ဘူးဟုတ်ဒီအောင်ဝင်ဟာတတော်လေးကိုဘယ်လိုပြောမလဲပညာမဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပြီးတော့လက်ရှိအခြေအနေမှာဒေါက်တာဆွတ်ချီဆိုတဲ့အမည်နာမနဲ့ဒေါက်တာဆွတ်ချီဆိုတဲ့ဒါလူပုဂ္ဂိုလ်ကိုအသုံးပြုပြီးတော့ကျွန်တော်တော်လန် ဒေါ်တပ်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူတွေကိုသူတို့ကသူတို့လိုချင်နေပေါ့နော်ပုံစံမျိုးရောက်အောင်ဖန်တီးနိုင်မယ်လို့သူတို့မျှော်လင့်နေကြတာဆိုတော့ကျွန်တော်လူငယ်တွေအမြင်ကတော့ဒေါ်စန်းစွတ်ကြည်ဟာဂျာအားလုံးပေါ့နော်လေသာချစ်ခင်တန်ဖိုးထားပြီးအမေတို့တော်မှာတင်စားခံထားရတဲ့ထူးခြားပြည်စုံလုံးနဲ့သူဖြစ်တယ်ဒါပေမဲ့ဒီလက်ရှိတောင်းနိုင်ငံမှာနှစ်ပေါင်းများစွာ ဒါကျွန်တော်တို့ပြည်သူကိုဖိနှိပ်တက်ဖြတ်ဒုက္ခပေးနေတဲ့အာနာယူအုပ်စုကိုတိုက်ဖို့အပြည့်ပြည့်ချိန်ပုံးပို့ရာကျွန်တော်တို့ပြည်သူလူလူတစ်ရက်လုံးနဲ့ကျွန်တော်တို့အားလုံးကဆုံးဖြတ်ပေးတာဖြစ်တယ်။ဒေါ်လန်စွတ်ကြည်ကိုအသုံးချပြီးတော့ဒီတော်လန်ရေးကိစ္စတွေမှာဒါဝီဝါအောင်ချုပ်ထွေးအောင်ပြီးတော့ NLD ဆိုတော့ဒါတို့ NLD ချင်းချင်းအခုဆိုရင်ဒါရန်တိုက်ပေးနေတဲ့အခြေအနေမျိုးပေါ့ဗျာ။ဒါအကြမ်းဖက်စစ်ခွေးတက်ကလုံနေတာစနေတကြား ဆိုတော့ဒီချိန်တွေအကုန်လုံးကကျွန်တော်တော်လှန်ရေးနဲ့ဓာတ်ရိုက်သက်ဆိုင်တာတစ်ခုမှမရှိဘူးဒီလိုမျိုးထုတ်ပြန်ကြေညာချက်တွေကိုကျွန်တော်တို့တွေ့ရတဲ့အခိမ်မှာကျွန်တော်တို့ကဒါဒီပေါ်မှာဘလို့မှ feeling မရှိတဲ့အကြောင်းကိုကျွန်တော်မိပါတွေကိုဒါတင်ပြတာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်တို့နောက်ထပ်ထူးခြားတဲ့အကြောင်းအရာလေးတွေလည်းရှိတယ်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အာတူရဲ့ဟုတ်ဒါတင်နှဲလျှောက်ထားသူမရှိလို့တလတတန်းတိုးပြီးတော့ထမှန်ခေါ်ယူနေတဲ့အခြေအနေတွေလည်းရှိနေပါတယ် ။အော်ကျွန်တော်လူငယ်တွေဟာအာတရားဥသင်တန်းရှောက်ထားခွင့်နေအရင်တော့အစိတ်ဝင်စားမှုအရန်မြင့်နေ။ဟိုဘိုးတော်သင်တန်းလို့ပြောပါဗျာ။ဆိုတော့လက်ရှိဒီကနေ့ပကတိအခြေအနေမှာတရားဥသင်တန်းလို့ဝင်ရှောက်လာဝင်ရောက်ဖြည့်ဆူဖို့လို့ပြီးတော့ဘိုးတော်သင်တန်းလို့ဆိုတာဟာကျွန်တော်တို့လုံးဝကိုလှင့်ကြည့်တော့လေသင်တန်းမျိုးဖြစ်သွားတယ်။ဒါမှ လုံးဝပြောင်းလဲသွားတဲ့အခြေအနေတခုခုဆိုလူသင်တဲ့ရှောက်မဲ့သူမရှိလို့နောက်ထပ်တတန်တလထတ်တိုးဆိုတော့လက်ရှိရဲရဲအခြေအနေကလည်းကျွန်တော်မြို့ပါအလုံးသိရှိပြီးသားပါအကြမ်းမဖက်စစ်တက်ကကျူးကန်ထားတယ်ဆိုတော့သူတို့ဖမ်းနေရင်အဲ့ဒီရဲကိုပါစစ်တက်ကဖမ်းလို့ရတဲ့အခြေအနေ ठी ကိုလည်းပဲသူတို့တွေထုတ်ပြန်ပြောဆိုထားတာတွေရှိတယ်ပြောချင်တာကတော့ ခုခွေချင်းကြိုက်တဲ့အခြေအနေတွေမှာဒီရဲတွေဟာသူရဲ့အမိသူရဲ့အာနာစက်အောက်မှာပဲရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒါကြောင့်လည်းကျွန်တော်ရဲမီစီဗီယံဝင်တော့မှလားဆိုတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်အရင်တော့ပြုလုပ်ခဲ့တာရှိတယ်။နောက်ထပ်ထူးခြားတာတစ်ခုကကြောက်ဖြူမှအမိနာကံပဲနဲ့အကြံဖက်စစ်ခွေတက်ကစစ်မှုရန်ခေါ်ထားတဲ့ကောင်လေးပြီးတော့ပြည်သူစစ်တွေစသည်အပြင်အဲ့ဒီကောင်တွေကလမ်းလမ်းတကွာမြို့ထဲတွေမှာပပြေးနေလို့ သူတို့ချင်းချင်းလိုက်ဖမ်းနေရတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်ကြားသိထားရပါတယ်။ကျောက်ဖြူဟာအရခတက်တော် AA ရခိုင်သူရခိုင်သားတွေပိုင်တဲ့နေရာဖြစ်ပါတယ်။ရခိုင်သူရခိုင်သားတွေပိုင်တဲ့နေရာမှာအကြမ်းဖက်စစ်ခွေးတက်ကဝင်ရောက်နေရာယူတဆွဲထားတာဖြစ်တယ်။ဒါတော့ရခိုင်သားတွေပိုင်တဲ့နေရာကိုရခိုင်သားတွေပြန်ယူတာဘာမှတော့မဆန်ဘူး။စမ်းနေတာက သူတို့အမှန်တကယ်ပိုင်တယ်လို့ထင်နေတဲ့အာနာယူအုပ်စုဟုတ်ပြီကြောက်ဖြူကြသွားပြီဆိုရင်မင်းအောင်လှိုင်အတွက်ညှော်လင်းချက်မဲ့သွားပြီကျွန်တော်ရှင်းမှာပြောလို့မျိုးအခုလူပညာဆိုတဲ့အတော်အတော်တော်မှာအဲ့ဒီကောင်ဗစက်ကမထွက်ဖဲနဲ့ခြေစိမ်းပန်းနေတာကြောက်ဖြူတာကြသွားလို့ခြေစိမ်းပို့သွေးစိမ်းမှာ ပန်းနေအဲ့ကောဆိုတော့တောက်ပြူမှာတေရရင်းနှီးနှုတ်နယ်မှုပြီးအများပြားရှိတယ်ဆိုတာလဲကျွန်တော်အားလုံးသိရှိပြီးပါပြီဒါကို ULAA ကလည်းသိတယ်တေရနဲ့တွေ့တဲ့အချိန်မှာချီချင်းဖြင့်ကမင်းအောင်လှိုင်ကိုသူ့ရဲ့အကျိုးစီးပွားတွေကာဝယ်ဖို့တက်ပြောတဲ့အချိန်မှာအတက်နိုင်ဆုံးကာဝယ်ပေးပါမယ်အတက်နိုင်ဆုံးလူမျိုးယူပေးပါမယ်လို့အာမခံပြောဆိုခဲ့တဲ့ကောင ခုလက်ရှိမှာလည်းကျွန်တော်တို့အရက်ကတက်တော့ AA ရဲ့ထိုးစစ်တွေကိုခုခံနေရတဲ့ Jump Passive ကကြီးတဲ့ကြီးတဲ့လေတဲ့ရှိရှိမြတ်အကုန်သုံးပြီးတော့ခုခံနေတာဒါမှမဟုတ်သူတို့ဘေးပွဲမှာနိုင်နေကြဖို့လို့လည်းကျွန်တော်မြင်ပါတယ်မကြခင်မှာဘုရားထုံးမြတ်နိုင်ပြောတဲ့အတိုင်းပဲအင်္ဂါဂျူကလာတားရင်တော့မတားလို့မရဘူးဆိုတော့အတိုင်းပဲအဲ့ဒီကြောက်ဖြူကတော့ခိုင်သူလူခိုင်သားတွေလက်ထဲကိုတေချာဖို့ရောက်သွားမှာဖြစ်တယ် ရင်ရင်းနှုံးနဲ့မှုတွေအကုန်လုံးနှိပါကို ULAA ထိ ंछ ုတ်လိုက်တဲ့အချိန်မှာတော့တရုတ်ရဲ့အမျက်ဒေါသထွက်ချင်းကိုခံရပြီးတော့ချင်းချင်းပန်းမာရင်ပုတ်ဖဲနဲ့သွေးစိမ်းမှပန်းထွက်သွားမဲ့မင်းအောင်လှရဲ့ဇက်သိန်းဟာမကြခင်မြင်တွေ့ရတော့မှဖြစ်တယ် ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုင်းသားတပ်ဖွဲ့ဝင်တွေပူပေါင်းဆက်စင်ရှေးပြုလုပ်နိုင်ဖို့ကိုလည်းပဲကျွန်တော်တို့အစွမ်းကုန်ကြိုးစားနေကြတယ်။ပြင်ဆင်နေကြတယ်။ဒီလိုမျိုးတွေဒီနေ့ထဲမှာကျွန်တော်ပြည်သူ့ပြည်လီသာတံမိုးထာချစ်ခင်ရတဲ့ဒေါ်ဆန်းစွတ်ချီရဲ့တည်င်းကိုထုတ်ပြီးတော့မသိရင်ပဲဒါဒီပေါ့နော်ရုပ်သံဗီဒီယိုဖိုင်တွေကအမှတ်တမဲ့အပြင်ကိုထွက်သွားသလိုလို့ ပြီးတော့ကျွန်တော်တို့တရားရုံးစစ်ဆေးတဲ့ဒါစာရစာနန်းတွေကအမှတ်တမဲ့အပြင်ကိုပေါက်ကြွားသလိုမျိုးလုပ်ပြီးတော့ကျွန်တော်မိဘပြည်သူတွေကိုဒီတော်လန်ရေးမှာအာယုံဆိုင်မှုဒါယောနေသွားအောင်ပြီးတော့ကျွန်တော်ထောက်ပံ့ကူညီမှုတွေအားနေသွားအောင်ပြီးတော့တူးနဲ့တူအပြစ်ဖို့ရန်ဖြစ်ပြီးတော့သွေးကွဲအောင်အခုဆိုရင် NLD ကို NLD နဲ့တိုက်နေပြီကျွန်တော်တိုင်းသားတစ်ဖက်ဝင်နေမှာလည်းပဲတိုင်းရင်သားတိုင်းသားချင်းချင်းပဲပြတ်တိုက်ခဲ့တာရှိတယ် ခရင်ကရင်ချင်းတိုက်ခဲ့ရတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ပြီးသားဖြစ်တယ်။ဗမာဗမာချင်းလည်းပဲဖြစ်ခဲ့တဲ့ပြဿနာအများကြီးရှိတယ်။သူတို့ကဒီလိုပဲလှုပ်တက်တာပါ။ဘာဖြစ်လို့အခုလိုမျိုးအသေးအတန်တွေကြကုန်ကြကဲလုံနေရတာလဲဆိုတော့မကြခင်မှာမင်းအောင်လိုက်ခြေစိမ်ရောသွေးစိမ်မှာပန်းထွက်တော့မှာဖြစ်လို့ပြောကြရင်ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါစေ။နောက်လာတဲ့ဗီဒီယိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပြပါမယ်။ ကျွန်တော်ဒီအပိုင်း moving color တွေမှာရာရိခာအခက်ခဲတွေရှိနေပါကျွန်တော်မြင်ပါဆိုတော့ကျွန်တော်တို့ဒါခရင်ပြည်နယ်တိုက်ပွဲတွေပေါ်ဆောင်နေတဲ့တောင်ပိုင်းစစ်တေသတွေမှာကျွန်တော်စစ်ပေးရှောင်းတွေများပြားရှိပါတယ်ပြီးတော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ကလေးငယ်တွေပြီးတော့ဒီចောင်းတင်ငန်းဇာတွေပေါ့နော်ဆက်လက်တင်ကြားနိုင်ဖို့ကိုကျွန်တော်တို့တော်လဲတောင်လဲတွေမှာဒါခက်ခဲစွာပေါ့နော်ပညာတင်ကြားနေရတဲ့ကလေးတွေပြီးတော့ကျွန်တော်တို့မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေပြီးတော့စပေးရှောင်း ဒုက္ခခံစားနေရတဲ့ကျွန်တော်မိသားစုဝင်တွေအများပြားဟာမိုးရင်းကာလမှာဒါစာဝတ်နေရေးခက်ခဲနေကြပါတယ်လက်ရှိမှာဒါစမ်းစီပေါ့နော်လိုအပ်ချက်တွေရှိနေတဲ့အကြောင်းကိုလည်းကျွန်တော်မိသားတွေကိုသိပေးလိုပါတယ်ဒီကနေ့မှာကျွန်တော်တပြားခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားအားနဲ့သိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေဒီတဲ့ပုံကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပြီးစေပေးကပေးကြောင်းနဲ့ကျွန်တော်နိုင်ငံတကာမှာရှိတဲ့မိသားတအူးချင်းစံပြင်းနဲ့ခင်းရှင်းပါတီအောင်လေးလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါဗျာ